မန္တလေးတိုင်းလက်ပံလာရွာနဲ့ရှမ်းပြည်နယ်နောင်ချုံမြို့မှာစစ်ကောင်စီတပ်ရဲ့ဘုံကျဲတပ်ဖြတ်မှုကြောင့်ကိုရင်ငယ်တွေနဲ့ကလေးငယ်တွေအပါအဝင်ပြည်သူတွေသေဆုံးရမှုဟာနိုင်ငံတကာစံနှုန်းအရကလေးငယ်တွေကိုကာကွယ်ရမယ့်အစားတပ်ဖြတ်မှုဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရလူ့ခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့စင်ရတနာပရိယတ်တိစာတင်လိုက်ကိုမတ်လ16ရက်နေ့ညနေ9:00ခွဲမှာစေအုပ်စုက လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့တန်ဃာတော်နှစ်ပါးအသက်၁၈နှစ်အောင်ကိုရင်၅ပါးအမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်း၁၀ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမတိုင်ခင်နှစ်ရက်အလိုမတ်လ၁၄ရက်နေ့ညနေပိုင်းကလည်းအစံဖတ်စေုပ်စုဟာမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာဈေးကိုလေချောင်းတိုက်ခိုက်ခဲ့တာကြောင့်လေးလာသားကလေးတငယ်တဦးအပါအဝင် ကလေးသူငယ်စုစုပေါင်း6ဦးနဲ့အရက်သားပြည်သူ22ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အကြံဖတ်ဆေးအုပ်စုဟာအများပြည်သူတွာလာနေတဲ့ဈေးနဲ့တာသနိကအဆောက်အဦတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းကတိုက်ခိုက်ခဲ့တဲ့လုံရက်တွေကိုအပြင်းထန်ရှုံးချတယ်လို့ NUG ကဆိုပါတယ်။အများပြည်သူဆိုင်ရာနေရာတွေကိုတိုက်ခိုက်တာနဲ့ကလေးသူငယ်တွေပေါ်ထိခိုက်သေးခြေဈေးမှုဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ International Humanitarian Law ကတားမြစ်ထားတဲ့အချက်တွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်တယ်လို့ NUG ကပြောပါရယ်အထူးသဖြင့်လက်နက်ကင်ပြိပခတွေအတွင်းကလေးငယ်တွေကိုကာကွယ်ပေးရမယ့်အချက်ကိုကျူးလွန်တဲ့အပြင်ကလေးငယ်တွေအပေါ်ကြီးမားတဲ့ကျူးလွန်မှု၆မျိုးအနက်ကကလေးငယ်တွေကိုထိခိုက်သေးစေခြင်းတပ်ဖြတ်ခြင်းဆိုတဲ့အချက်ကိုထင်ထင်ရှားရှားကျူးလွန်ရာရောက်တယ်လို့ပြောပါရယ် နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေတဲ့အကြမ်းဖက်ဆေးအုပ်စုကိုနိုင်ငံတကာလူ့အခွင့်အရေးယန္တရားတွေနဲ့နိုင်ငံတကာတရားစီရင်မှုယန္တရားတွေကအမြန်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့လူအခွင့်ရေးနဲ့ကလေးတငယ်ဆိုင်ရာအခွင့်အရေးတွေကိုကြိုးပမ်းလှုပ်ဆောင်နေတဲ့နိုင်ငံတွေကို NUG ကတိုက်တွန်းထားပါတယ်။လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမှတ်တမ်းတင်ထားတဲ့အချက်လက်တွေအရပြီးခဲ့တဲ့2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့ထိနှစ်နှစ်အတွင်းစစ်ကောင်စီအား၄ကြောင်းတိုက်ခိုက်မှု 2190ကျင်းပြုလုပ်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာကလေးငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ပဲခူးတိုင်းတာယာဝတီခရိုင်အုပ်ဖို့မြို့နယ်အပိုင်းပဲခူးရုံးမအတွင်းကတော်လိုင်းတပ်ဖွဲ့တွေရဲ့စစ်စင်ရေးနယ်မြေအတွင်းစီရေးအရှိန်မြင့်တက်နိုင်တာကြောင့်မက်လ16ရက်နေ့ကစပြီးတွာလာခွင့်တာမြင်လိုက်ပါတယ်။တာယာဝတီခရိုင်တရင်383ညာနှစ်တက်ခွဲလေးမြေအောင်ပြောင်ကြတက်ဖွဲ့အုပ်ဖို့ရဲ့စစ်စင်ရေးနယ်မြေအတွင်း စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတာကြောင့်မော်တော်ယာဉ်၃မိန်းဆိုင်ကယ်ကျွေးနွားစတာတွေကိုတွန်းလာကွင့်တားမြစ်လိုက်တာပါအခုလိုတားမြစ်ချက်ထုတ်ပြန်ခြင်းဟာစစ်စင်ရေးတွေအကြောင်းပြည်သူတွေမထိခိုက်စေဖို့နဲ့တစ်တောတန်စာတာတွေကိုတရားမဝင်ခိုးထုတ်မှုတွေကိုလည်းထိတိယောက်ယောက်အေးအေးယူနိုင်မှုဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီအတွက်ဝင်းဝေးရှောက်ပွေပေးနေတဲ့တရားမဝင်တစ်ခိုးထုတ်မှုတွေကိုလည်းဖမ်းဆီးအရေးယူနေပြီးဂိတ်ကြီးဆက်ကြီးကောက်ခံတာ တစ်ခိုးထုတ်တာတွေကိုလုံးဝလှုပ်ဆောင်ခြင်းမရှိကြောင်းအချမ်းတွန်လှန်ရေးဖွဲ့စည်းတွေလှုပ်ဆောင်တာကိုလည်းလက်မခံကြောင်းတာယာဝရီခရိုင်တရင်383နှစ်တက်ခွဲလေးရေရောက်ပြောင်ကြားတက်ဖွဲ့အုပ်ဖို့ကထုတ်ပြန်ထားပါတယ်မန္တလေးတိုင်းကျောင်းဆက်ခရိုင်တရဝူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကိုစစ်မှုရန်အပတ်စဉ်ခုနှစ်ကတပ်သား2ဦးနဲ့တပ်ချက်ကြီး2ဦးဟာလက်နက်ကိုင်ရန်တွေနဲ့အလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။မက်လ23ရက်နေ့မှာတပ်ချက်အောင်မိုးဟာ MA1 တလက် G 162တောင်းဘုံသီးနှလုံးနင်းမိုင်းတစ်လုံး G 3 G 10တောင်း MA 1 G ပေါင်း3ပေါက်တို့ကိုယူဆောင်အလင်းဝင်လာတယ်လို့သိရပါတယ်။အဆိုပါနေ့မှာပဲစစ်မှုရန်ပတ်စင်ခွနစ်ကပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ခလာရ253တက်ကတက်သားကြုံအောင်နဲ့တက်သားပြားကြီးတို့နှစ်ဦးဟာကိုလွန်ယုံပြီးတရဦးပကဖထံအလင်းဝင်လာတယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူတွေကိုနှွေးထွေးစွာကြိုဆိုပြီး လက်နက်ခရမ်းတွေယူဆောင်ပေးနိုင်ခဲ့တဲ့တက်ကြက်အောင်မိုးတာမကကိုလူယုံကလင်းဝင်နိုင်ခဲ့တဲ့တက်သားနှုတ်ကိုလည်းထိုက်တဲ့နဲ့ချင်းမြင့်ငွေပေးရက်က၎င်းတို့ဆန္ဒအတိုင်းလူမြောက်နယ်မြေတွေကိုပို့ဆောင်ပေးခဲ့တယ်လို့တရဥပကဖကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်